WD online media ရဲ့ပရိသတ်များကိုအခုထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးငရင်ဘေးကြုံတွေ့ခဲ့ရတဲ့ရဟန်းရှင်လူပြည်သူများကိုကြက်သိန်း3000ကျော်လှူဒန်းခဲ့တဲ့တောင်ပူလာဆရာတော်ရဲ့သတင်းပဲဖြစ်ပါတယ်2025ခုနှစ်မတ်လ28ရက်နေ့ကမန္တလေးငရင်ဘေးကြုံတွေ့ခဲ့ရတဲ့ရဟန်းရှင်လူပြည်သူများကိုကြက်သိန်း3000ကျော်လှူဒန်းခဲ့တယ်လို့တောင်ပူလာဆရာတော်အရှင်ပညာဘောကကမိန့်ကြားပါတယ် နေရင်ပေးတင်ပြည်သူများကိုတောင်ပူလာစီယာရော်နဲ့အလှူရှင်များပူးပေါင်းကအလှူငွေများအပါအဝင် လူအပ်တာများကိုလှူဒန်းခဲ့တယ်လို့သိရပါတယ်။နေရင်ပေးမှာစီယာရော်နဲ့ဓမ္မမေဆွေများသာသနာညီတော်နောင်တော်အရှင်သူမြတ်များနိုင်ငံတကာအဖွဲ့အစည်းများရဲ့စုပေါင်းအလှူဖြစ်တယ်လို့စီယာရော်ကမိန့်ကြားပါတယ်။ဒါပြင်အိမ်လိုအပ်သူများကိုလည်းငွေကျပ်65ဒိန်းတန်အိမ်များကိုလည်းလှူဒန်းခဲ့တယ်လို့စီယာရော်ကထပ်မံမိန့်ကြားပါတယ်။ နေရင်ဘေးတင်ပြည်သူများကိုလှူဒန်းတာနဲ့ပတ်သက်ပြီးဆရာတော်ကအခုလိုမိန့်ကြားထားပါတယ်။ငလင်ကတော့ဒါမြန်မာပြည်မှာဂျုံနောက်ဂျုံလေဂျုံတွေ့ရတဲ့ငလင်ဘေးပေါ့နော်။အဲ့ဒီငလင်ဘေးမှာသာဝန်ဆုံးတို့အကူညီတိုင်းတဲ့အတိုင်းတာနဲ့စပြီးတော့ငလင်လုတ်တဲ့28ရက်3လ2025နေ့ကနေစပြီးတော့ဒါဖြစ်ဖြစ်ချင်းနေရတာလှူဒန်းမှုတွေစတယ်။ဟောလှူဒန်းမှုကတော့ဝန်ဆုံးတို့လက်ရှိနေသားအထိဆိုရင်တော့ကျပ်သိမ်းပေါင်း3000ကျော်လောက်နော်။ဥစဉ်နဲ့ဆက်ဆက်တဲ့ ဓမ္မမိတ်ဆွေတွေသာသနာညီညီတော်နောင်တော်တွေဆရာတော်အရှင်သူမြတ်တွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့နော်နိုင်ငံတကာကအဲအားလုံးလှူဒါန်းမှုတွေပေါင်းလိုက်ရင်တော့ချက်သိမ်းပေါင်း3000ကျော်လောက်လှူဒါန်းခဲ့ပြီးပြီလက်ရှိမှာတော့မလင်ဘေးတင်ပြည်သူတွေနေထိုင်နိုင်ဖို့အတွက်ကိုနေအိမ်များဆောက်လုပ်လှူဒါန်းခြင်းလုပ်ငန်းများကိုဒါအားလုံးနော်မြန်မာပြည်သူပြည်သားတွေတော်များတရှိတဲ့တကမိုင်းမအေတင်ကိုပေါ့နော်သူနဲ့ပူပေါင်းပြီးတော့လက်တွဲပြီးတော့ဆောင်ရွက်နေလည်ရှိပါတယ် အဲလက်ရှိထိတော့ဦးဇင်းတို့အိမ်ပေါင်းအလုံးပေါင်း120ကျော်ပူတန်းဖို့ဆောင်ရွက်နေတယ်အိမ်ကြီးတစ်လုံးကို65သိန်းကျပ်နဲ့ဦးဇင်းတို့လူခံထားရှိပြီးတော့အဲ့ဒီငလင်းဘေးတင့်ပြည်သူတွေအတွက်ကိုနေပြဆောက်လုပ်လူတန်းပေးလျက်ရှိပါတယ်ပေါ့အဲနေဆောက်လုပ်လူတန်းတဲ့နေရာမှာတော့အမျိုးအစားအပြင်၃မျိုးဦးဇင်းတို့အကြံပြုခွဲထားတယ်အဲငလင်းဘေးတင့်နဲ့ပြည်သူတွေရဲ့နော်လူဦးရေပေါ့နော်အဲ့အိမ်တိမ်မှာရှိတဲ့လူဦးရေရဲ့ပမာဏကိုမြူတည်ပြီးတော့အဲလူဦးရေ9ရောက်အောင်ဆိုရင်အေးရဒီဇိုင်းတစ်မျိုး နော်၅ယောက်ထက်ဆိုရင်ဒီဇိုင်းတမျိုးနဲ့အဲလူကြီးများပြားရင်များပြားသလိုနေအများကိုဆောက်လုပ်လုပ်နှံပေးတာဖြစ်ပါတယ်။အော်နေတလုံးကတော့အလူခံနေနဲ့65ဒိန်းသာအဲအလူခံပြီးတော့ပေါ့နော်။တကယ်လိုအပ်တဲ့ခါကျရင်လည်းဦးဇင်းတို့အဲအဖွဲ့အနေနဲ့စိုက်ထုတ်ပြီးတော့လုပ်နှံပေးတာမျိုးဖြစ်ပါတယ်။ဥပမာစတင်တိုက်တွေမှာရှိတဲ့ဘင်္ဂါတော်တွေသီလရှင်တွေနေထိုင်မှုအဆောင်တွေကိုလည်းဒါ65ဒိန်းနဲ့ဒါလက်ခံပြီးတော့ တကယ်တမ်းပြည်ပြည်မှာဆောက်တဲ့ခါမှာတိန်းတရာကျော်လောက်ထိကုန်ကြတဲ့အဆောက်အဦများကိုလည်းဒီ65ဒိတ်ချက်နဲ့ပဲဦးဇင်းတို့ကဆောက်လုပ်ပေးနေတာဖြစ်ပါတယ်။အဓိကကတော့ခုနကလောကတစတေးယာပေါ့နော်လောကကိုကောင်းကျိုးပြုရမယ်လို့ဗုဒ္ဓဟောတယ်အဲ့တော့လောကပေါ်မှာကိုပါကောင်းကျိုးပြုနိုင်မလဲပေါ့ကိုနှုတ်နိုင်တဲ့အပိုင်းကိုလုပ်ငန်းဆောင်ရွက်တာမျိုးပဲဖြစ်ပါတယ်။အဲ့တော့ကြီး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 တွေတိတ်တော့မပြောလို့ပေါ့။အဲ့တော့ဒုက္ခဆိုတာဦးဇင်းတို့ကမေတ္တာကိုထိုင်ပြီးမေတ္တာပို့နေဖို့ထက်နော် အဲ့ဒီမေတ္တာပို့ရမယ်။နော်တကယ်ဒုက္ခရောက်တဲ့လူတွေရဲ့စိတ်နှလုံးကိုအာမိမိနဲ့ဆက်နွယ်တဲ့လူအနှဲငယ်အေးချမ်းယုံမြဆောက်ရပေးနိုင်တာလေဒါမေတ္တာရဲ့သဘောတသက်ဖြစ်ပါတယ်။ဒါကြောင့်မို့ဟလာမေတ္တာဆိုတာထိုက်ပူးခြင်းတဲ့တကယ်အေးအောင်လှုပ်တာပို့ပြီးတော့အနှစ်သာရပြည့်တယ်။ဒါကြောင့်အေးအောင်ဟလာကုညီခြင်းသဘောမြတာဖြစ်ပါတယ်လို့ဒီလိုပြောချင်ပါတယ်နော်။ဒါပြင်စစ်ဘေးရှောင်ရင်ကြောင်းမတက်နိုင်နဲ့ Grade 10, Grade 11, Grade 12ကျောင်းသားကျောင်းသူများကိုလည်းတောင်ပူလာဆရာတော်မှာ 2025-2026ပညာသင်နှစ်မှာစတင်က အခမဲ့ပညာဒါနကုသပြုမယ်လို့လဲဆရာတော်ကမိန့်ကြားထားပါတယ်။စစ်ဘေးကြောင့်ကျောင်းတရံအတွက်အမှန်တကယ်အခက်အခဲဖြစ်နေသူဖြစ်ရမှာဖြစ်ပြီးဝက်ဝွန်အခြေခံပညာတက်တန်းကျောင်းမှာကျောင်းအနှံဘေးကပညာသင်နှစ်တစ်လျှောက်လုံးအတွက်ကျောင်းဝတ်စုံကျောင်းစီနဲ့အစားအသောက်အတွက်တောင်ပူလာမှာတာဝန်ယူမယ်လို့သိရပါတယ်။နေ့စဉ်တောင်ပူလာမှာကျောင်းသို့အသွားအပြန်အကျိုးပို့ကို ောင်ပူလာမော်တော်ယာဉ်များဖြင့်ဆောင်ရွက်ပေးမှာဖြစ်ပြီးကြားမှအဆောင်များတီးခြားထားရှိကဘာသာရေးဆိုင်ရာကျွမ်းကျင်ဆရာမများမှအနီးကပ်ကြီးကြပ်ပြီးထပ်မံသင်ကြားပေးမည်လို့သိရပါတယ်။ဒါပြင်နိုင်ငံခြားဘာသာစကားအင်္ဂလိပ်နဲ့ဂျပန်ဘာသာစကားများကိုတီးခြားသင်ကြားပေးမှာဖြစ်ပြီးယဉ်ကျေးလိမ္မာသင်တန်းနဲ့ဗုဒ္ဓဘာသာသင်တန်းများလည်းတက်ရောက်ရမှာဖြစ်ကထူးချွန်ကျောင်းသားကျောင်းသူများကိုလည်းအသိဉာဏ်ပညာဆက်လက်သင်ကြားခွင့်နဲ့အတမွေးဝမ်းကြောင်းပညာရည်များကိုလည်း တီးခြားတင်ကြားပေးမှာဖြစ်ပါတယ်။တောင်ပူလောက်မှာချမှတ်ထားတဲ့စီကံချက်များနဲ့အထက်တန်းကျောင်းရဲ့သက်မှတ်စီကံများကိုတိကျစွာ လိုက်နိုင်ရမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့အခမဲ့ပညာဌာနကျောင်းတောင်ပူလာကျောင်းသားအိတ်ဆောင်များကိုကိုထူကိုထ ဆောက်လုပ်နေတယ်လို့သိရှိရပါတယ်ရှင်။